င်ပါပါဆရာထင်းသားသမီးတို့ great life နဲ့တည်သိမ့်မယ်เนาะအခန်းနှစ်တရှိအများကြီးလုပ်ငန်းစဉ်များအကြောင်းဆရာပြင်တယ်အဲဒီတရှိအများကြီးလုပ်ငန်းစဉ်များမှာဆရာဟောအပိုင်းတစ်ဖြစ်တယ်အပင်များတွင်ရေတည်ယူခြင်းနဲ့ပင်ငွေ့ပြောင်းခြင်းအပင်တပင်ဆရာတို့ဟာเนาะဆရာဟောအပင်တပင်ကိုဆရာကြီးထွားတော့မယ်ကြီးထွားတော့မယ်ဆိုရင်သားသမီးတို့ရေလုံးစဉ်းစားကြည့်မယ်ဘာတွေလုံမယ်ထင်လဲသားသမီးကိုစဉ်းစားကြည့်เนาะသားသမီးစဉ်းစားပြီးသွားတဲ့အခါမှာဆရာရဲ့အဖြေလေးတွေကိုတိုက်ကြည့်မယ် ဘာလေးလို့လဲဆိုရင်အပိတပင်ရှင်သန်ကြီးထွားဖို့အတွက်လူတာဒီတပည့်ရောနေရလေရရေဟာလေနေဆိုတာကဆိုရင်နေအောင်ကြီးရည်လာပဲအလင်းရောင်ဟုတ်လားတော်နောက်တစ်ခုကဆရာတော်ကရေကဘယ်ရရမလဲဆိုတာအမြင့်ကနေဆရာတော်ရနောက်တစ်ခုကဆရာကလေလေရပါလေကောင်နာအောင်ဆိုင်ဒါဆိုတပည့်ရောတည်ရမှာကတပည့်ရောနေကနေလာတဲ့အလင်းရောင်ရဲ့ ဆရာတို့ပုံမင်းတရားနေလေရနေရတဲ့ဗာစီခြင်းလဲ sorry တို့ရောလေရနေရတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ရေရနေပြီးတော့ဆရာအမြင့်ကနေရတဲ့ရေဟုတ်လားရောဒီသုံးခုပေါင်းဆက်ပြီးတော့မှဆရာတို့အစာရင်းဆရာတို့ဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတဲ့အခါမှာအပင်ဒီဘာဖြစ်လာလဲဆိုတော့ရှင်သန်ကြီးထွားလာတာဒါဆိုသားမျိုးတရားမှာဒီအပင်တပင်ရှင်သန်ကြီးထွားဖို့အတွက်နီယောင်ကြီးလိုတယ်နောက်တော့ကရေလိုတယ်နောက်တော့ဆရာကကာဗွန်ဒိုင်အောက်ဆိုက်ဒါလေးတွေလိုတာပေါ့ ရမလားပဲတော့နားလည်မဲ့ဆရာတို့ထင်ပါတယ်ဆရာကတော့ပြောရင်နေအောင်ကြီးကလာတဲ့အလင်းရောင်နောက်ဆရာကအမြင့်ကနေလာတဲ့ရေနောက်ဆရာကနေရာနေလာတဲ့ကောင်းမနာအောက်ဆိုင်ဒီသုံးခုပေါင်းဆက်ပြီးတော့ခါမှာဆရာကအစာတွေဖွဲ့စင်းမယ်ဖွဲ့စင်းပြီးတဲ့ခါမှာဆရာကသူ့လိုတဲ့နေရာတွေဆရာလိုက်ပို့မယ်လိုက်ပို့ပြီးတဲ့ခါမှာအပင်တွေစီပါလဲရှင်သန်ကြီးထွားမယ်ရတယ်တော့ဆက်သွားမယ်သားဆရာအပင်များသည်ဆရာရှိမှရှင်းသွားတာလေပြောအပင်များသည်နေအောင်ကြီးမှဘာလို့ရလဲအလင်း နေရာပြည့်စားလင်းတော့တုံးပြုမယ်ပြည့်ခါမှာလေထဲမှာရှိတဲ့ကာဗွန်တိုင်အောက်ဆိုက်ဟမ်ကာဗွန်တိုင်အောက်ဆိုက်နဲ့အမြင့်မရရှိသောရေတို့ပေါင်းဆက်ကအပင်အတွက်လိုအပ်သောအစာဖွဲ့စည်းကြတယ်ဆက်ပြောလိုက်တော့အရှိမဆရာပြောခဲ့ပြီးသားလေအားနေရတဲ့ကာဗွန်တိုင်အောက်ဆိုက်အမြင့်ကနေရတဲ့ရေဆရာနေအောင်ကြီးရလာတဲ့အလင်းရောအဲ့ကောင်နေပေါင်းဆက်ပြီးတော့ကမှဆရာဘာလို့လဲဆိုတော့အစာဖွဲ့စည်းရတယ်ကြမ်းလားတားကြအောင်ဆိုတော့အပင်ရှင်သန်ကြီးတော့ဘူးဆိုရင်ဘာတွေလိုလဲဆိုရင် အလင်းရောင်ရဲ့ရေရဲ့လေရဲ့အလင်းရောင်ရဲ့အလင်းရောင်ရဲ့ရေရဲ့လေရဲ့ဒါရီလိုရတာပေါ့ရမလားတော့တော့တောင်းလို့စဉ်းစားကြည့်မယ်ဆရာရှင်းမှာပြောသွားတဲ့အတိုင်းလေးပဲလို့ပြန်ခုခွန်ဆရာရှင်းမယ်အမြင့်ဒီအပင်အတွက်ရေကိုစုပ်ယူသည်တဲ့ဥပမာသားဆရာဒီမှာအေးစမ်းမယ်ဆရာဒီမှာအပင်ပုံလေးတစ်ပြောင်းကြည့်လိုက်အထဲမှာကျောင်းကအနီရောင်ရေလေးပါလို့ပြောရယ်အနီရောင်ရေထက်တာတဲ့အဲ့ဒီမှာဆရာအပင်အပင်စိုက်ထားတယ် အပင်မှာဒီမှာမြစ်လည်းပါတယ်။ဒါပြောဟောပါလေဆရာနည်းနည်းကြည့်ကြည့်မယ်။စိုးရည်စိုးစည်ရထားတယ်စတင်စဉ်းစားရစဉ်စိုးစည်ပမာဏနောက်ကဆရာပင်စီရဲ့အရာနော်နောက်ကဆရာတော့အရာရဲ့အရွက်ရဲ့အရာဒါလေးတစ်ခါရောစတင်ပြီးတော့စိတ်ရဲ့အချိန်မှာပြန်မှတ်တာတ냐ကြာပြီးရဲ့နောက်မှာဘာတွေဖြစ်လာမလဲဆိုတာဆရာတို့တွားပြီးတော့စဉ်းစားမယ်နော်တလားကြာ ဆိုရင်ပြီးတော့တညကြတဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတာဆရာကစဉ်းစားမယ်အဲတညကြပြီးတဲ့အခါမှာပြီးတော့ဒီမှာရှိတဲ့စိုးစည်းရည်တွေတဖြည်းဖြည်းဘာဖြစ်လာမလဲဆိုတော့ရော့လာရော့ပြီးတဲ့အခါမှာအပင်းစီရောင်ဒီဘာရောင်ပေါက်လာမလဲဆိုရင်ခုနကပြောစိုးစည်းရောင်အနီရောင်လေးပေါက်လာအဲ့တည်းတည်းရောအရွက်ကလည်းဘာရောင်တန်းလာမလဲဆိုရင်အနီရောင်လေးတန်းလာဒါကြောင့်ဆရာတို့ကရေကိုဘယ်ရနေစယူလဲဆိုရင်ဘယ်ရနေစုပ်ယူလဲဆိုရင်အမြစ်ကနေပြီးတော့စုပ်ယူတယ်။အဲကြောင့်ဆရာတို့ကအပင်အတွက်လိုအပ်သောရေကို အပင်ကအပြစ်ကနေပြီးတော့စုပ်ယူတယ်ပြီးတော့နားလဲလာတယ်တော့ဒါဆိုရင်ပြီးတော့ဆက်သွားမယ်เนาะဒါလည်းတယ်တော့ဒါလည်းပြီးလောက်ကဒါပြီးတော့ဆရာကြီးရဲ့အပင်နှစ်ပင်ရဲ့ကွဲပြားခြားတယ်ဆရာပါကွဲပြားနေတယ်ဒီပင်ကညှိုးနေတယ်ဒီပင်ကကြတော့ဆရာရန်ကိုလမ်းဆန်းနေတယ်ဘာကွာလို့ထင်လဲဟမ်ပြီးတော့ဒီပင်ဒီရေလုံလောက် sorry ဂျီလုံလောက်မရဒီပုံဒီဒီပုံမှာဆိုရင်ဒီပင်ဒီရေကိုလုံလောက်ရရ ဒါဆိုရင်ဆရာကရေကအရေးကြီးတာပေါ့ရေကိုလုံလောက်ရမယ်ဆိုရင်အပင်တွေကလန်းဆန်းနေမယ်ရေကိုလုံလောက်လောက်မရဘူးဆိုရင်အပင်ကဘာဖြစ်နေလဲညှိုးနေမှာပေါ့ညာတော့ဒါသားဆိုဒီမှာတစ်ချက်သိရမှာကဘာကိုစသိရမလဲဆိုရင်အပင်တစ်ခုဖြစ်ဖို့အတွက်ရှင်သန်ကြီးထွားဖို့အတွက်ဘာလိုလဲဆိုတော့အလင်းရောက်လိုတယ်ရေလိုတယ်လေလိုတယ်တစ်ချက်သိသွားပြီဟုတ်နော်နောက်တစ်ခုကဆရာကရေကိုအပင်ဒီဘယ်ကနေဆုပ်ယူလဲဆိုရင်အမြစ်ကနေပြီးတော့ဆုပ်ယူတယ်နှစ်ချက်သိသွားပြီညာနော်အခုဆရာကသွားမယ် အပင်မှာအမြင့်ပင်စီနဲ့အရွက်များမှာအစာကြောနဲ့ရေကြောဆိုတာရှိတယ်။ရေကြောဆိုတာခုနကတော့ဆရာအမြင့်ကနေဆုပ်ယူလိုက်တဲ့ရေ။အဲ့ဒီရေကနေပြီးတော့အမြင့်ကနေပြီးတော့ဆရာကရေကြောတိုင်းသွားပြီးတော့အပင်အတွက်လိုအပ်တဲ့နေရာတွေအားလုံးကောင်းတယ်ဖြန့်ပေးမှာ။အစာနဲ့အတိုင်းပြီးတော့အရွက်မှာလည်းအစာရရှိတယ်။အဲ့ဒီအစာကြောကနေပြီးတော့သူဒီအပင်အတွက်လိုအပ်တဲ့နေရာတိုင်းမလို့လေဆရာလိုက်ပြီးတော့ပို့ဆောင်ပေးမှာ။ဒါကြောင့်ဆရာကအပင်မှာအမြင့်ရဲ့ ပင်စီရဲ့အရွက်တွေမှာအစာကြောနဲ့ဗာကြောတွေရှိတယ်။ရေကြောတွေရှိတယ်။ဒါဆိုတကယ်တည်သွားပြီးအပင်တစ်ပင်မှာဗာတွေရှိလဲဆိုရင်အစာကြောနဲ့ရေကြောအစာကြောနဲ့ရေကြောစီဗမာရှိလဲဆိုရင်အမြင့်ရဲ့ပင်စီရဲ့အရွက်များမှာရှိတယ်။ရမှာပြောတော့ဒါတော့ဆက်သွားမယ်။အပင်တွင်အမြင့်ရဲ့ပင်စီရဲ့အရွက်များတွေတွင်အစာရေကြောများသည့်နော်ရေပိုင်များကဲ့သို့တပည့်အနောက်မှာပုံလေးစရာ ဘယ်လိုမျိုးလဲဆိုတော့ဒီမျိုးလေးတရားဝအစီတရားဝပေါ်တက်တော့လားဆရာဝရေပိုက်ပုံစံမျိုးကွာတော့လားရေပိုက်ပုံစံမျိုးဆရာဝအထက်အောက်ကဖြစ်နေလဲစီစင်းနေတယ်ညာတော့ဆက်သွားမယ်အမြင့်မဆက်ယူလာတော့ဒစာဆရာကပြောအမြင့်မဆက်ယူလာတဲ့ရေရေဒစာရေဟုတ်လားပြောအဲ့ဒီအမြင့်မဆက်ယူလာတဲ့ရေရေဒစာရေတွေကိုရေကျော်မှဆရာရေဆိုရက်ဆရာဘယ်ကျော်နေသွားမယ်ရေကျော်ကနေပြီးတော့ပင်စီရဲ့တလျှောက်အထက်တော်ဖြစ်တယ်တည်ဆောင်မယ် เนาะဆရာအဒီအပင်မှာလိုအပ်တဲ့နေရာတွေအားလုံးကိုရေချောရတဲ့ဆရာပဲလေလိုက်ပြီးတော့ဆရာပို့ပေးတယ်ဒါဆရာကအမိကနေစောက်ယူလာတဲ့ဓာစာရေနောက်တော့ဘာရေလဲရေရေအဲ့ကောင်တွေကိုဘာကြောင်းရနေလဲဆိုတော့ရေချောကနေပြီးတော့ဆရာပင်စီရဲ့အထက်အောက်မှာဖြစ်လေပို့ဆောင်ပေးတယ်ရမ်းလာတယ်ရောနောက်ဆရာအစာကိုသွားမယ်အစာကကျတော့အရွက်မှရှိတယ်အရွက်ပြင်ဖွဲ့စည်းထားသောအစာများကိုတဲ့ နော်ဒါဆိုပြီးတော့တီးရမှာကအမြင့်မှာဆိုရင်ရေရှိရဲအရွက်မှာဆိုပါရှိတယ်အစာနော်အရွက်ကဖယ်စည်းထားသောအစာများကိုအစာကျော်မှပင်ငယ်ပင်ဤအင်္ဂါအစိတ်အပိုင်းများဆိုဘာဖြစ်လဲအထံအားအထက်နဲ့အောက်ကိုပို့ဆောင်ပေးတယ်ဒီပြန်ပြောင်းပြောမယ်အရွက်မှာဖယ်စည်းရတဲ့အစာတွေကိုအစာကျော်ကအစာဆုံးအစာကျော်ကပို့မယ်ခြေဆိုရင်ဘာကျော်ပို့မလဲခြေကျော်ကပို့မယ်ဟုတ်လားတော်။ဒါကြောင့်ဆိုရအရက်မှာဖွဲ့စည်းရတဲ့အစာတွေကိုအစာကျော်ကနေပြီးတော့အပင်ရဲ့အထက်အောက် အစာတို့တပြောအပင်တကုတ်ဖွင့်ပြောဖို့ဆိုရင်အပင်ရဲ့နေရာဆုံးမှာအစာတွေပြည့်နေဖို့လိုတယ်ဟုတ်လားတပြောဒါကြောင့်ဆရာတို့ကအစာများဖို့အစာရောမှာအပင်အင်္ဂါအစာပိုင်းများလို့အထက်နဲ့အောက်ပါဖြစ်လေပို့ဆောင်ပေးတယ်ဒါတော့တပြောတိရမာကပြန်ပြောမယ်တပြောအပင်တကုတ်ဖွင့်ပြောဖို့ဆိုရင်အလင်းရောင်ရဲ့ရေရလေရလိုတယ်ဟုတ်လားတပြောအပင်ဒီအမြစ်ကို sorry အပင်ဒီအမြစ်ကနေပြီးရေကိုအဓိကယူဆောင်တယ် ဟုတ်လားပြေတော့အလင်းဆိုရင်နေရောင်ခြေကယူတယ်လေဆိုရင်ကာဗွန်ဒိုင်းအောက်ဆိုက်နောက်တော့အပင်တစ်ပင်မှာဘာရှိလဲဆိုရင်အစာကြောနဲ့ရေကြောအစာကြောဆိုတာအစာတွေကိုပို့ဆောင်တယ်ရေကြောဆိုတာရေတွေကိုပို့ဆောင်တယ်အလိုသဖြင့်ဆရာကအမြစ်ကနေပြီးတော့စုပ်ယူလာတဲ့ဆရာကရေတွေကိုဆရာကပို့ဆောင်အပင်မှာလိုအပ်တဲ့အင်္ဂါအစိပ်ပိုင်းတွေအားလုံးကအဲ့ဒီအစာကြောနဲ့ရေကြောကနေပြီးတော့ဆရာကပို့ဆောင်ဟုတ်လားလေရောဒါဆိုရင်ဒါဆိုရင်ဟာအရေးဆိုရင်ရေကြောကပို့မယ်အစာဆိုရင်အစာကြောကနေပို့မယ် ရတော့ရောဒီဒီနားလည်းမလို့ထင်ပါတယ်ဆရာကနားမလည်းပြန်ပြောရပါတယ်အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်ပြီသားမင်းဆရာဆက်သွားမယ်။အပင်ရဲ့ပင်ခွင့်ပြန်ခြင်းပြီးတော့ဒါလေးကိုဆရာကမစင်ရခင်မှာဒီပုံလေးကိုဆရာကကြည့်မယ်။ဒီမှာဆရာကအပင်နှစ်ပင်ရှိတယ်။တပင်မှာဆရာကရွေးနေရှိတယ်တပင်မှာရွေးနေမရှိဘူး။ဟုတ်ရောအဲ့ဒီအချိန်မှာဆရာဒီကောက်ကိုဆရာအပေါ်ကနေကျွတ်ကျွတ်အင်းနဲ့ဆရာအုပ်လိုက်မယ်။အုပ်တဲ့အခါမှာဆရာဒီအောက်မှာဆရာတီငွေလေးနဲ့ဆရာစီလိုက်တယ်။ဒီဘက်မှာလည်းအဲ့ဒါမျိုးဆရာကျွတ်ကျွတ်အင်းနဲ့အုပ်လိုက်မယ်။အောက်မှာဆရာတီငွေလေးနဲ့စီလိုက်တယ်။ဒါတော့ ဆရာနောက်ပဲအချိန်နှိုင်းငယ်ကြာတဲ့အချိန်မှာပြီးတော့ကြည့်ကြည့်လိုက်အဲ့ဒီအပင်ရဲ့ဘယ်လိုလဲအဲ့ဒီအပင်ရဲ့ဒီဆရာကြွကြွအဲ့ထဲမှာဘာတွေသွားတွေ့မလဲဆိုရင်ရေရေသွားတွေ့တယ်ဒီဘက်ကဆရာကအပင်မရှိဘူးအရွက်လည်းမရှိဘူးဒါကြောင့်ဆရာကဘာရေးပါလဲဘာရွက်ပါလဲ sorry ဘာရေးပါလဲမတွေ့ရကြားလားဒါဆိုရင်ပြီးတော့ကြည့်ရမှာကအဲ့လိုမျိုးဆရာကအရွက်မှာဆရာအမှန်တကယ်ဆရာကအရွက်မှာအရေးကြီးထွက်လာတယ် အဲ့ဒီအခြေအစဉ်ဆရာဒီကြွကြွမှာသွားပြီးတော့ပေးတာပေါ့ကွာဒါကြောင့်ဆရာကအပင်အတွက်မလိုအပ်တဲ့အမြင့်ကြီးတွေကိုအဲ့ဒီအပင်ရဲ့အကြွက်ကနေပြီးတော့ဆရာပြန်ပြီးတော့ထုတ်လွှတ်ခြင်းကိုဆရာကပင်ငွေ့ပြန်ခြင်းလို့ခေါ်တယ်။ကြာတော့ပြီးတော့ဒါလေးတွေကပြန်ပြန်ပြန်ပြီးနားလည်သွားတယ်။အပင်အတွက်ပိုရှန်နေသောရေညာကိုနော်ပိုရှန်နေသောဒါတရားကြည့်ပါနော်အပင်အတွက်ပိုရှန်နေတဲ့ရေတွေကိုအကြွက်များမှဆရာကပြောတယ်ပြော နော်ဆရာကအဲ့ဒီအရွက်လေးမှာဆရာကလည်းရေးကြီးထွက်လာတယ်နော်ဒါကြောင့်ဆရာကအရွက်များမှာရေကိုရေငွေအဖြစ်ပြန်လဲစွန့်ထုတ်ခြင်းဒီအပင်ဤဘာငွေပြန်ခြင်းလဲပင်ငွေပြန်ခြင်းရပါတယ်ဒါတော့သားမျိုးသိရမှာဒီအပင်မှာပိုရှန်တွေရေတွေကိုဆရာကဘယ်ကနေပြန်ပြီးတော့စွန့်ထုတ်လဲဆိုရင်ရေကနေပြန်ပြီးတော့ sorry အရွက်ကနေပြန်ပြီးတော့စွန့်ထုတ်တယ် ဒါကြောင့်ဆရာကဒီကျွကျွအိတ်ထဲမှာဆရာကဘာလဲလဲဆိုတော့ရည်ရည်သွားတွေ့တာပေါ့ဒီဘက်ကဆရာကအရွက်မရှိဘူးဒါဆိုရင်အရွက်ကနေပြီးတော့လဲဆရာပြင်ပြပြလို့မရဘူးဒါကရည်ရည်လည်းမတွေ့ရအောင်တွေ့ရအောင်ဒါကြောင့်ဆရာတို့ကအရွက်မှာအရွက်များမှရေကိုရင်ငွေအဖြစ်ပြန်လဲစွတ်ထုတ်ခြင်းဒီအပင်ရဲ့ဘာလဲပင်ခွေးပြန်ခြင်းလို့ခေါ်တယ်ရအောင်တွေ့ရအောင်အဲ့လိုမျိုးပင်ခွေးပြန်ရမှာထွက်ရှိလာတော့ရေကိုရင်ငွေအများကြီးအရွက်ရဲ့မျက်နှာပြင်အရွယ်စားတပည့်တို့စဉ်းစားကြည့်လေအရွက်ကြီးနေဆိုရင်ရေကိုရင်ငွေအများကြီးထွက်တယ် ဟုတ်လားအရွယ်သေးမယ်ဆိုရိုးရင်ကိုအနေငယ်ပဲထွက်မယ်နောက်ကဘာပေါ်လဲမူတည်လဲဆိုရင်ဇာတိဝတ္ထုပေါ်လဲမူတည်တယ်ကြားမှာတော့ဒါဆိုရင်တောင်းဆိုမျိုးကတိရပါတယ်ပြောဒီဟာလေးပဲဒါတော့အပင်ရဲ့ပြင်ွေးပြန်ခြင်းဆိုဒီမှာအဘယ်နည်းဆိုရင်ပြောဒါလေးပေါ့ဒီဟာလေးဖြေလိုက်ပေါ့ကြားတော့အပင်ရဲ့ပြင်ွေးပြန်ခြင်းဒီမြည်သည့်အချိန်ကြီးပေါ်တွင်မူတည်တနည်းဆိုရင် sorry အပင်ရဲ့ ပင်ဝိပြန်ရရင်ရေကိုရင်ဝင်အနေအများသည်မြည်သီးပေါ်တွင်မူဒီတနည်းဆိုရင်ဒီနယ်ချက်ပေါ့အပင်ရဲ့မျက်နှာပြင်အရွယ်အစားနဲ့ရာသီဥတုရလာပြီးတော့ဒါဆရာပြန်ပြီးတော့စဉ်းစားကြည့်မယ်အရှိမအောင်ပါဆရာပြောတယ်မလိုအပ်တဲ့အညီကြီးတွေကိုတစ်ဆေးတွေအစီရင်နဲ့ဆရာတို့ကအပင်ရဲ့အရွယ်အသီးဟုတ်လားတကယ်ရောပြန်ပြီးတော့ဆရာကိုစွန့်ထုတ်တယ်ဒီမှာလဲမလိုအပ်တဲ့ပိုရှင်နေတဲ့ရေတွေကိုအပင်ရဲ့အရွက်မှာရေကိုးရေဝင်အဖြစ်ပြန်လဲပြီးတော့ဆရာကလည်းစွန့်ထုတ်တယ် ဲ့တော့ကြောင်ဆရာကဘာလို့ခေါ်လဲဆိုရင်အပင်ရဲ့ပင်ခွင့်ပြန်ခြင်းလို့ခေါ်တယ်။ဒါသာဇာဆွေကမျိုးနားလည်လို့ထင်ပါတယ်။ဒါတို့ပြောဒီခန်းမှာမျိုးစဘာတွေကိုသိရမလဲဆိုရင်အပင်တပင်ရှင်သန်ကြီးရဖို့အတွက်ဘာတွေလိုအပ်တယ်လဲ။နော်အပင်ကနေပြီးတော့ဘာကိုထုတ်လုပ်ပေးလဲ။အပင်ကနေပြီးတော့ဆရာအောက်ဆီဂျင်ကိုထုတ်လုပ်ပေးတာပေါ့။နောက်တစ်ခုကအမြင့်မှာ เนาะဆရာကအဓိကအပင်ရှင်နယ်ဒီထောက်ဖို့ဆိုရင်ရေကိုဘယ်ရနေပြီးတော့ဆရာကိုစုပ်ယူလဲဘယ်ရနေရတာလဲเนาะအမြင့်ကနေရတာပေါ့နောက်တစ်ခုကဆရာတို့ကအပင်အပင်တစ်ပင်မှာဘလို့ဘလို့လောက်ဆောင်လဲပေါ့နောက်ဥပမာဆရာအစာကြောတွေရှိတယ်ရေကြောတွေရှိတယ်ရေကြောကဘယ်ရနေလာလဲဆိုတော့ဒီမှာရေရည်ဘယ်ရနေလာလဲပြီးရင်ဘယ်ကိုပို့ပေးလဲအစာကြောစီပမာရှိလဲဘယ်ကိုပို့ပေးလဲဒါလေးပြောသိထားလို့လို့အပင်ရဲ့ပင်ခွင့်ပြောင်းရင်းဆိုတာလဲဘာလဲဆိုတာသိဖို့လို့လဲ လူတွေလိုမျိုးပဲဆရာတို့ခန္ဓာကိုယ်မှာနော်ဆရာတို့ကပိုရှင်နေတဲ့အညစ်အကြေးတွေကိုစွန့်ထုတ်တယ်အဲ့လိုမျိုးပဲအပင်မှာလည်းသူ့မှာမလိုတဲ့အညစ်အကြေးတွေကိုဘယ်လိုစွန့်ထုတ်လဲဘယ်နာဘယ်နေရာတွေစွန့်ထုတ်တာလဲဒါလို့သားသမီးတို့သိထားဖို့လိုတယ်ဒါဆိုရင်သားသမီးတို့ဒီသင်ခန်းစာကိုနားလည်မယ်လို့ဆရာထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်